ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပါလာပြီးတော့ share ပေးလဲဆိုတော့ပေါ့နော်ကျွန်တော်ရှင်းနေတွေကတင်ထားတဲ့ထိုင်းကရိယာစေခုကိုပေါ့နော်အာသူ့ကိုဥပမာလေးတွေနဲ့ဘယ်လိုပြောရင်ဘယ်လိုရလဲဆိုတာကျွန်တော်တစ်ခါတည်းလာပြီးတော့ share ပေးတာဖြစ်ပါတယ် Okay အဲ့ဒါတကယ်ကြီးတော့တိမာပေါ့နော်တကယ်ကျွန်တော် channel လေးကို follow လုပ်ထားတဲ့သူတွေတိမာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဘာကြီးလဲဆိုတာ Okay နံပါတ်1မှာပေါ့နော်ပထမအဆုံးနံပါတ်1မှာကြတော့ ကျွန်တော်ပြထားတာပါလဲဘနော့ပင်ပင်ဆိုတာကိုကျွန်တော်ပြထားတာရှိပါတယ်အာပင်ဆိုတာဘာပြောတာလဲပင်ဆိုတာဖြစ်ချင်းရှိချင်းဆိုတာကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်အာပင်ဆိုတာဖြစ်ချင်းရှိချင်းတွေကိုကျွန်တော်ရှင်းပြထားတာဖြစ်ပါတယ်နော်โอเคအဲ့ဒါကိုကျွန်တော်ဘယ်လိုအဓိပ္ပာယ်လေးပြောမယ်ဆိုတာကိုစမယ် ကျွန်တော်မှအောက်မှာဥပမာအနေနဲ့ကျွန်တော်ပြထားတာရှိတယ်နော်ဥပမာအနေနဲ့အာဥပမာအနေနဲ့ကျွန်တော်ဘယ်လိုဒီပြထားလဲဆိုတာပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ချစ်ပြနေတဲ့ဥပမာလေးတွေကပေါ့နော်စာမယ်ဥပမာလေးတွေကပင်ဆိုတာကိုကျွန်တော်ဘယ်လိုပြောမလဲချန်ပင်နက်လီယန်ပေါ့နော်အမြန်မာစာနဲ့ရောအင်္ဂလိပ်စာနဲ့ပါကျွန်တော်ရေးပြထားတာရှိပါတယ်ချန်ပင်နက်လီယန်ဆိုပြီးတော့ပေါ့နော်အဲအဲ့မှာကျွန်တော်မြန်မာစာလေးနဲ့ရောအင်္ဂလိပ်စာလေးနဲ့ပါကျွန်တော်ရှင်းပြထားတယ် ီမှာကျတော့အင်္ဂလိပ်လိုပေါ့နော်အင်္ဂလိပ်လိုနဲ့ chan penaclian solution သူကအဓိပ္ပာယ်လက်အဓိပ္ပာယ်ကကျတော့အာပေါ့နော်ငါပေါ့နော်ကျောင်းသားဖြစ်တယ်အဲပြီးဆိုလိုတာငါကျောင်းသားဖြစ်တယ်ဆိုတဲ့သဘောဖြစ်ပါတယ် chan penaclian ဆိုတာ chan chan ဆိုတာ chan ဆိုတာငါပေါ့နော် pen ဆိုတာဖြစ်တာပေါ့နော် naclian ဆိုတာကကျတော့ကျောင်းသားကိုပြောတာဖြစ်ပါတယ်အကုန်လုံးပေါင်းလိုက်တော့ chan penaclian ပေါ့နော် ฉันเป็นนักเรียนสุรางาจองดาဖြစ်တဲ့จองပေါ့เนาะမြန်မာလိုလဲဆိုငါจองดาဖြစ်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคဒါလေးကိုနံပါတ်1ပင်ဆိုတာလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်เนาะပင်ဆိုတာကိုအခုလိုမျိုးဒီပဲရှင်းပြထားဖြစ်ပါတယ်โอเคပင်ဆိုတာကြတော့ဒီလိုမျိုးနေသားဒီမှာတောင်းလို့ရတယ်เนาะ ပြီးတော့ကြံတဲ့ဟာလည်းတုံးလာတယ်ငါယောက်ျားလေးဖြစ်တယ်နာမိန်းလေးဖြစ်တယ်ပေါ့နော်အချမ်းပင်ဖူးချိုင်းဆိုတာယောက်ျားလေးပေါ့နော်ချမ်းပင်ဖူးရင်ဆိုတာငါမိန်းလေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးညီထားတွေမှာတုံးလို့ရတယ်ငါငါငါအကြောင်းသားဖြစ်တယ်ပေါ့နော်ငါအကြောင်းသားဖြစ်တယ်အဲ့လိုမျိုးဟာတွေမှာတုံးလို့ရတယ်โอเคနံပါတ်1ပြီးပြီဆိုတော့နံပါတ်2နံပါတ်2ကကြတော့ပေါ့နော်โอเคစားတာပေါ့နော်စားချင်းဆိုတဲ့အဓိပ္ပာယ်ကြိယာဖြစ်ပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ဥပမာလေးတွေနဲ့ရှင်းပြမယ်ဆိုလို့ရှိရင်ဥပမာကြတော့ ฉันกินข้าวเนาะ ฉันกินข้าวမြန်မာစာဒီမှာရေးပြထားပါတယ်ဒါအင်္ဂလိပ်လိုနဲ့လဲအင်္ဂလိပ်စာနဲ့လဲကျွန်တော်ရေးပြထားတာဖြစ်ပါတယ်เนาะฉันกินข้าวโอเคအာฉันกินข้าวဘောเนาะအင်္ဂလိပ်လိုနဲ့မြန်မာလိုနဲ့ကြာတော့ဒါကိုကြည့်ပါฉันกินข้าวအာဒါနံပါတ်2ရဲ့กินဆိုတဲ့စာတာကိုကျွန်တော်ဥပမာအနေနဲ့ပြောထားတာเนาะฉันกินข้าวဆိုလို့ရှိရင်မြန်မာလိုနဲ့ကြာတော့ငါတမင်းစာတယ်ငါတမင်းစားတယ်ဆိုရအတိပဲဖြစ်ပါတယ်ငါတမင်းစားတယ်ဆိုတာ chance กินข้าวပေါ့เนาะ လွယ်လေးရေနော်ဒါငယ်ငယ်လုံးနားလည်မလို့ထင်ပါတယ်နော်โอเคပြီးလို့ရှိရင်သွားမယ်အာနံပါတ်3သွားမယ်နံပါတ်3မှာကျတော့မဟုတ်8ချင်းပေါ့နော်8တောင်ကျတော့ non non ဆိုတာ8တဲ့โอเคအဲ့ဒါကိုတခါကျွန်တော်ဥပမာအနေနဲ့ပြောမယ်ဥပမာအောက်မှာရေးထားတယ်အဲ့ဒါဒီဥပမာလေးတွေကျွန်တော်ညကျရင်ကျွန်တော် messenger ကျွန်တော်ထိုင်းစကားပြောလေ့ကျင့်တဲ့ခါမှာကျွန်တော်တို့လေ့ကျင့်မှာနော်အာဒီထက်မှအခု YouTube မှာလာရောက်လေ့လာပြီးပြီဆိုတော့ အာကျွန်တော်ဟိုစာမှာထိုင်းစကားပြောအခန်းမှာကျွန်တော်တို့ပြောလေးကြည့်မယ်နော်ညကြရင်အာဒါဒါအတွက်ကျွန်တော်ဒီအခုလိုမျိုးလုပ်ဖြစ်တာဖြစ်ပါတယ်နော်အာပြောလေးကြည့်မယ်လေ့ကျင့်မှုတွဲကိုလေ့ကျင့်ပေးထားပါပြောလေးကြည့်မှာမလို့ဒါလေးတွေလေ့ကျင့်ပေးပါလို့ပြောချင်တာပါโอเคနော် non ဆိုတာ h င်းအာ h င်းဆိုတာ non non ဆိုတာ eight တောင်ပြောတာနော်โอเคအဲ့ဒါကိုကျွန်တော်မြန်မာလူနဲ့ဘယ်လိုပြောမလဲဆိုတော့ channel lab เนาะฉันนอนหลับโอเคဒီမှာလည်းရေးပြထားတယ်เนาะအင်္ဂလိပ်အင်္ဂလိပ်စကလုံးနဲ့ထိုင်းအသံထွက်ဖို့တခါလေးရေးပြထားနှစ်ခုစလုံးရေးပြထားတယ်เนาะထိုင်းရောအင်္ဂလိပ်ရောသူထိုင်းအသံထွက်လေးတွေကိုအသံထွက်လေးအဓိပ္ပာယ်ကျတော့ဒီမှာဖြစ်ပါတယ်ငါအိပ်ပြော့တယ်ဟင်အဲ့ဒါကိုကျတော့ฉันนอนหลับဘောเนาะฉันนอนหลับအိပ်ပြော့နေတယ်ငါအိပ်ပြော့ငါအိပ်ပြော့တယ်ဘောเนาะပြောချင်တာအာငါအိပ်ပြော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ฉันนอนหลับဆိုတာ အဲ့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคငင်းလို့သဘောပေါက်မလို့ထင်ပါတယ်နော်โอเคပြီးရင်နောက်တစ်ခုသွားမယ်โอเคနောက်တစ်ခုကသွားချင်း နော်သွားချင်းဆိုတဲ့လေးပဲဖြစ်ပါတယ်သွားလာလို့ဘာလို့ပေါ့နော်အဲသွားလာလို့ဘာလို့ဖြစ်ပါတယ်အဲ့ဒါကိုကြာတော့ဘယ်လိုပြောမလဲသွားလာကိုကြာတော့โอเคဘယ်လိုသုံးမလဲဥပမာအနေနဲ့ပြောမှာကွာခုနကလိုပဲ chance ပိုင်လုံးလျန် ဗာနော်အဲချန်ပိုင်လုံးလျန်ဆိုအင်္ဂလိပ်လိုနေရောဒီမှာမြန်မာစာနဲ့ပါအဲမြန်မာစာနဲ့ထိုင်းတန်ထုတ်ကိုပါတစ်ခုစလုံးရေးပြထားရင်နော်ချန်ပိုင်လုံးလျန်ဆိုတာငါအကြောင်းသွားတယ်ဗောနော်အာဒီပြန်ငါအကြောင်းအကြောင်းကိုသွားတယ်အာချန်ပိုင်လုံးလျန်ဆိုတော့ငါအကြောင်းသွားတယ်အဲအဲ့လိုမျိုးဗောနော်ဥပမာအနေနဲ့ပြောပြတာနော်အကြောင်းလောက်ပဲမဟုတ်ဘူးနော်ကိုသွားတဲ့နေရာတွေကိုပြောပြောလို့ရတယ်နော်ဥပမာဘယ်လိုပြောမလဲချန်ချန်ပိုင်ဒီလုံးလျန်ကိုဖြိုးလိုက်မယ် လုံးလုံးလုံးလီယံကိုဖြုတ်လိုက်မယ်ချန်ပိုင်လိုတတ်ဆိုလို့ရှိရင်ငါလိုတက်ကိုသွားတယ်အာအဲ့လိုမျိုးရှိတယ်ငါလိုတက်ကိုသွားတယ်နောက်သုံးဖို့ချန်ပိုင်ဆယ်ဝင်းအဲ့လိုမျိုးပေါ့နော်အလုံးလီယံကိုဖြုတ်ပြီးတော့ကိုသွားတဲ့နည်းရောပြောမှာကွာငါ7 11ကိုသွားတယ်ဆိုလို့ရှိရင်ချန်ပိုင်ဆယ်ဝင်းဆိုလို့ရှိရင်ငါ7ကိုသွားတယ်သုံးဖို့ငါ0သွားတယ်ဆိုလို့ရှိရင်ချန်ပိုင်တလာအဲအဲ့လိုမျိုးတွေသုံးလို့ရတယ်နော်ဒါဒီထဲမှာစာထဲမှာကြတော့ ฉันไปโรงเรียนแล้วไปจนเราပြောထားတဲ့အတွက်ကျွန်တော်ငါအเจ้าကိုတွားတယ်ဆိုတဲ့အဓိပ္ပာယ်မှာလဲတုံးလို့ရတာပေါ့နော်အများကြီးတုံးလို့ရတယ်ကိုကတုံးမျိုးစားခရိယာလေးယူတိမှုပဲလို့တယ်ฉันไปဆိုရတယ်ပေါ့နော်ฉันไปโรงเรียน ฉันไปดูหนัง ฉันไปหันสรรพสินค้า ฉันไปตลาด อ่าอะไรမျိုးပေါ့နော်ฉันไปทะเล ฉันไปชายหาดอ่าအများကြီးတုံးလို့ရတယ်ကွာကရိယာလေးတွေတိမှုပဲလိုပါတယ်ခင်ဗျအဲ့ဒါကြောင့်ကျွန်တော်ကရိယာလေးတွေလေးလာပါလို့ကျွန်တော်ပြောတာ နော်ကရိယာလေးတွေကျွန်တော်တင်ပေးထားလို့ဆိုတာဒီလိုမျိုးအချိန်လေးတွေမှာတောင်းလို့ရတယ်နော်ကရိယာလေးတွေကကျွန်တော်ရှင်းပြထားတာနော်ငါအကြောင်းသွားတယ်ဆိုလို့ရှိရင် chan pylonian ငါအကြောင်းသွားတယ်ဗောနော် okay သဘောပေါက်မလို့ထင်ပါတယ်အာနံပါတ်5တော့ငါမှာသွားမယ်နော်နံပါတ်5မှာကြတော့ဗာလဲဥပမာလာချင်းလာတီလာချင်းလာတဲ့လာတော့လာတီဗောနော်အာလာတာကိုပြောတာမဟုတ်ရှင်းပြောမယ်ဆိုလာတာကိုဆိုလိုတဲ့သဘော okay ငါအိမ်လာတယ် ငါကအိမ်ငါကအိမ်လာတယ်ဆိုတာဘယ်လိုပြောမလဲเนาะဒီမှာငါကအိမ်လာတယ်ဆိုလို့ရှိရင်ฉันมาငါကငါအိမ်ကလာတာငါအိမ်လာတယ်ဟိုကြောင်ကြံဖြစ်သွားပြင်းပြင်းနေโอเค sorry ပါเนาะငါအိမ်ကလာတယ်ပြောမှာကွာအဲဆိုဘယ်လိုပြောမလဲฉันมาจับบ้านငါအိမ်ကလာတာฉันมาจับบ้านငါအိမ်ကလာတယ်ဆိုတဲ့ဘောရှိပါတယ်တကယ်လို့များကိုကစေမင်းကလာတယ်ဆိုပါစို့ เนาะเอราซูฉันหอบูฉันมาจัดပြီးရင်တော့မှဒါဒါအိမ်ကိုပြောတာเนาะဒီအိမ်ကိုဖြတ်ပလိုက်အိမ်ကိုဖြတ်ပြီးတော့ဒီပြဟောက်ထက်ဘာထက်မှ7 11လာတယ်ဟုတ်လားฉันมาจัด7ဆိုလို့ရှိရင်ငါ7 11လာတယ်တကယ်လို့အာဟိုစားဘုံတော့ကိုကဈေးတန်းလာတယ်ဆိုလို့ฉันมาจัดตลาดငါဈေးတန်းလာတယ် အာကျောင်းကနေလာတဲ့ဆိုရင်လို့ရှိရင်ချမ်းမာจักလုံလျန်ငါကကျောင်းကလာတဲ့အဲအဲ့လိုမျိုးဒိဗယ်ယူပေါ့နော်အဲ့လိုမျိုးနေထိုင်မှာတောင်းလို့ရတယ်နော်အဲ့ဒါကြောင့်ကျွန်တော်မီနီတွေအဲ့ကရိယာလေးတွေကိုလေ့လာပါလို့ပြောတာကရိယာလေးတွေနဲ့ဒါလေးတွေတွဲတောင်းလို့ရတယ်နော်ဒါမီနီဖြစ်သွားမယ်စကစုတွေဖြစ်သွားမယ်အများကြီးတုံးဆွဲလို့ရသွားမယ်ပြီးရင်ညကျရင်ကျွန်တော်ဟိုဆောင်ပေါ့နော်ထိုင်းစကပြော group မှာ legitimate နော် thanks to give you thanks thanks to give you ဖြစ်ဖြစ်ဖြစ်ကုန် thanks to give you group မှာလေးလေးချင်မတော့ဒါအပြောလေးတွေအများကြီးပြောလို့ရတယ်ကိုတိတာတက်တာလေးတွေကိုစွပြောလို့ရတယ် okay เนาะအား thanks to give you မှာလေးလာမယ်ချမ်းမာချတ်7 11ချမ်းမာချတ်ဒူတတ်ချမ်းမာချတ် bc เนาะချမ်းမာချတ်ကာဖိုချမ်းမာချတ်မက်ခရိုအားအဲ့လိုမျိုးတွေအများကြီးပြောလို့ရတယ်เนาะ okay အာကျွန်တော်ဟိုစားလေးပြောင်းမယ် ကျွန်တော် channel glue လေးကိုပြမယ်နော်အဲဒါလေးပါဟိုဒီမှာဖြစ်ပါတယ်ဟာပါကြီးလက် okay ဒီမှာဖြစ်ပါတယ်ဒီမှာဖြစ်ပါတယ်ဒီမှာပါအာထိုင်းဘူဘူထိုင်းဘာသာစကားလေးကြည့်ခံမနော်ဒါစကားပြောလေးလေးကြည့်မှာဒါဒီထဲမှာကျွန်တော်ဘောနော်ဒီလိုမျိုးကြီးတိကျနေတဲ့ तू ကအခုမှစတယ်ဆိုတော့လူကရှိပါတယ်ရောင်း20 30လောက်ပေါ့နော်အဲဒီမှာ ညကကျွန်တော်ဒီညမှညကမှစရတယ်ဆိုတော့လေအဲဒီလိုမျိုးပေါ့နော်အဲကျွန်တော်လည်းသူည9နိုင်နောက်ပိုင်းပေါ့နော်9နိုင်နောက်ပိုင်းမှာကျွန်တော်အပြောလေးလေ့ကျင့်ပါတယ်လာရောက်ပြီးတော့လေ့ကျင့်လို့ရတယ်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နော် okay ဒီဒီ messenger အာဒီ glue ရှိတာကဒီမှာရှိတာဖြစ်ပါတယ်အာပေါ့နော်ကျွန်တော်ပြမယ်ပေါ့နော်ဒီမှာဖြစ်ပါတယ်ဒီပေါ့နော်ဒီဥစ္စာဟုတ်လားဒီမှာနံပါတ်လေးရေးထားတာမှားသွားပြီးပြန်ပြောင်းမယ် เนาะဒီမှာလာရောက်ဒါအစ်စ်ပဲဖွင့်ထားတာရှိသေးတယ်ဒီမှာလာရောက်ပြီးတော့ဗောနော join လို့ရပါတယ်ဒီထဲမှာလာပြီး join ဗောနော်ဒီမှာတင်ပေးမယ်ခဏနေဒါတော့ကျွန်တော်စကေပြောလေးယူတင်ထားပေးပြီးသွားပြီเนาะ okay ပြီးလို့ရှင်နောက်ထပ်တစ်ခုလည်းရှိသေးတယ်ဒါဒါ free ကျွန်တော်တုံးနေတဲ့ Facebook ဗောနော်ကျွန်တော် page မှာကြာတော့ page မှာလည်းရှိတယ်အာ page မှာလည်းလာပြီးတော့ဗောနော်ဘယ်လိုပဲဖြစ်ဖြစ် page မှာလည်းလာဝင်ထားလို့ရပါတယ် အာ page page ကြတော့အတူတူပဲနာမည်တစ်ခုတည်းပဲနော်ဒီမှာကြတော့ page ကကြတော့ဒီမှာပေါ့နော်ဟိုဒါဖြစ်ပါတယ်နော် page you are theme ရှိတယ်ခုမှ sub ဖွင့်တာလုံးရှိတော့နော်ဒီ page မှာလည်းရှိပါတယ်လာရောက်လေ့လာလို့ရပါတယ်ဒိုင်းရိုက်တွေရောထုတ်လွှင့်ပြပါတယ်နော်အများကြီးရှိပါတယ် okay အာတကယ်ကြီးတော့ကျွန်တော် website youtube လေးပြောပြမယ်နော် youtube မှာကျွန်တော်အမေးဖြေလေးရှိတယ်နော်အဲ့ဒါဘာမှလဲဆိုတော့ကျွန်တော်ပြမယ်အမေးဖြေလေးတွေ YouTube မိဖြည့်လေးကြီးလဲကျွန်တော်လာရောက်ဖြည့်သွားပါလို့ပြောချင်ပါတယ်ဘလို့မိဖြည့်လေးကြီးလောက်ထားလဲဆိုတော့ကျွန်တော်ပြမယ်เนาะအဲ့မှာလဲဒီမှာလူဒါကျွန်တော် channel ဟုတ်တယ်မလား Okay ဒါလေးထဲမှာကျွန်တော် post ဆိုတဲ့နေရာလေးကိုသွားမယ် post 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 တင်ထားရှိတယ်လေအဲ့မှာဟုတ်မှာဖြစ်ပါတယ်ဟုတ်မှာကျွန်တော်မိဖြည့်မိထားတာရှိပါတယ်မှာငန်ငန်တယ်ဆိုတဲ့အဖြစ်မှန်ကိုရှာ ငယ်နေဆိုတဲ့အပြင်မှန်ကိုရှာပါပေါ့နော်ဒီမှာကျွန်တော်ရေးပြထားတဲ့၃ခုဟောအဲ့မှာရှာလို့ရပါတယ်တယောက်ဖြည့်ပြီးသွားပြီးဒီမှာခုံခင်ပြိယအဲ့ဒီထက်မှတစ်ခုရှိတယ်ငယ်နေဆိုတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါထိပြီးတော့ရှာလိုက်အောင်ပဲနော်လာဖြည့်သွားပါအဲ့လိုပြောချင်ပါတယ်ငယ်နေဆိုတော့ဘာကိုပြောရလဲပေါ့နော်ဘလူးတန်ထွက်နေပြောလဲဆိုတော့ဒီမှာဖြည့်ခိုင်းတာအများကြီးရှိတယ်နော်ဒီမှာမှားလို့ရှိရင်မှားတာဒီလိုမျိုးပြမယ်ဒီလိုရှိရင်ဒီမှာပေါ်လာလိမ့်မယ်အပြင်မှန်ကိုစင့်ရန် ပြင်မှန်ကိုစစ်ပြီးလေးလံရအဒီလက်လေးကိုနှိမ့်လိုက်တာနဲ့ဒါဒီအကြောင်းနဲ့ဆိုင်တာကိုပြောထားတာရှိမှန်းဒီလိုမျိုးမိဖြစ်လေးရှိတယ်နော်ဒါကျညာပေးတာဖြစ်ပါတယ်โอเคပြီးဆိုရင်နောက်တစ်ခုသွားမယ်โอเคနောက်တစ်ခုမှာပါရလဲဆိုတော့ခုနပထမနံပါတ်1မှာဟုတ်စားပါနော်6ခုဒီနေ့တော့ငါအာ9ခု9ခုပြောပြီးသွားပြီဆိုတော့ခုတစ်ခါလာပြီးတော့နောက်ထပ်9ခုလာပြီးတော့ ော်နောက်ထပ်၅ခုကိုလာပြီးတော့ထပ်ပြပြတော့โอเคအဲ့ဒါဘာလဲဆိုတော့ပေါ့နော်အဖက်၆မှာကြာတော့ကြည်ချင်းမနော်ကြည်တာကိုပြောတာကွာဒူးဆိုတာကြည်တာကိုပြောတာအာအဲ့ဒါကိုကြည်တာကိုပြောတာဒူးဆိုတာဥမာကြည်တာကိုပြောတာအဲ့ဒါကိုကြာတော့ဥမာအနေနဲ့ကျွန်တော်ပြောမယ်ကွာဒူးဆိုတာကြည်တာကိုပြောတယ်ဆိုတော့ရုပ်ရှင်ကြည်တာကိုပြောမယ်ကွာငါရုပ်ရှင်ကြည်တယ်ဆိုတာကိုပြောမယ်အဲ့ဒါကိုကြာတော့ဘယ်လိုပြောလဲမနော်ငါရုပ်ရှင်ကြည်တယ်ဆိုတာကိုကြာတော့ချန်ဒူနိုင် နန်ဆိုတာရုပ်ရှင်ပြောတာနော်ချန်ဆိုတာငါပေါ့နော်ချန်ဆိုတာငါဒူးဆိုတာကြည်တာနန်ဆိုတာရုပ်ရှင်ကချန်ဒူနန်ဆိုလို့ရှင်ကရုပ်ရှင်ကကြည်တယ်အဲအဲ့လိုမျိုးရှိရနော်လွယ်လေးပါဒါဒါလေးတွေအဆုံးအထိကြည်သွားပေးပါဒါကျွန်တော်ဥပမာလေးနဲ့ဒီကရိယာလေး၁၀ခုကိုကျွန်တော်ဥပမာလေးနဲ့ပြောထားတာရှိပါအခုပြောလေးကြည့်ပေးနေပါတယ်ညာချိုင်မက်ဆန်ဂျာမှာ group တုန်းကကျွန်တော်တို့ပြောလေးကြည့်မယ်ဒါဒါလေးတွေပဲပြောလေးကြည့်ပါနော် โอเคနောက်ထပ်เนาะနောက်ထပ်နံပါတ်9ကိုတွားမယ်နံပါတ်9မှာကြတော့โอเคနံပါတ်9မှာကြတော့ပြောတာဘုံနော်ပြီးစီပါပြောတာဘုံလဲလားပြောတာနဲ့ဆိုင်တဲ့စကားကိုလေ့ကျင့်မှဖြစ်ပါရဲ့နော်။โอเคအဲ့ဒါကြောင့်ဘယ်လိုပြောမလဲ။ငါထိုင်းစကားပြောတယ်။ ငါထိုင်းစကားပြောတာကိုဘလို့လေ့ကျင့်မယ်ဆိုတော့ချန်ဖူဖာစာထိုင်းဘောနော်အင်္ဂလိပ်လိုနဲ့လေ့ရေးပြထားပါတယ်နော်ချန်ဆိုတာချန်ဆိုတာငါဘောနော်ငါဖူဆိုတာပြောတာဖာစာဆိုတာဘာသာစကားထိုင်းဆိုတာထိုင်းဘောနော်ချန်ဖူဖာစာထိုင်းဆိုလို့ရှိရင် ฉันพูดภาษาไทยสูงเสียงงาปะเนาะงาไทยสกาไทยภาษาสกาပြောတယ်ပေါ့เนาะအဲ့လိုအဲ့လိုအဓိပ္ပာယ်ရှိတယ်เนาะฉันพูดภาษาไทยสูงเสียงงาไทยภาษาสกาပြောတယ်ဆိုတော့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคသဘောပေါက်မလို့ထင်ပါတယ်เนาะပြီးရင်နံပါတ်6ကိုတွားမယ်နံပါတ်6မှာကြာတော့อืมยีราပြောတာเนาะยีราကိုยีราကိုကြာတော့ khien khiển sửa dữ đảm ô khi ở đâu lùi mà nga xa ô nga xa dí nè quá đi mà tiền hả là nè mà loa nè nga xa dí nè quá nó xa ông hộp nó xa ông hộp nó nga xa dí nga xa dí nè cho chứ là nga xa dí nè bỏ nó đi bè ok, ở đâu cháu lùi vô mà chán khiển khiển sửa nga dí nè nắng xứ sửa sao bỏ là nó no. chán khiển nắng xứ sửa nga xa dí nè สุดเลยอดจุดปไปเนาะเขียนสุดยีเดียวเปล่าเนาะสายยีเดียวเปล่าฉันเขียนหนังสือสุดมาสายยีเดียวสุดเลยอดจุดปลายเลยโอเคนอรูตัวไหมจ้านัดกูนะแบบกูนับกูมาจารอไปเลยพัดดาวเปล่าเนาะอันอันสุดละพัดดาวเปล่า and ဆိုတာဖတ်တာပေါ့နော်ကိုဘာဖတ်တာစာဖတ်တာပေါ့နော်ဖတ်တယ်ဆိုတာတခုတည်းရှိတယ်စာဖတ်တော့ပြောတာဖတ်တော့ပြောတော့ and ဆိုတော့ okay အဲ့ဒါကငါငါစာဖတ်တယ်ပေါ့နော်ငါစာဖတ်တယ်အာ okay ဒါလေးကိုနည်းနည်းပြန်မယ်အုပ်ဆိုတာလေးကိုဖြတ်လိုက်နော်ငါစာဖတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုပြောမလဲ chan chan ဆိုတာငါ and ဆိုတာဖတ်တာနောက်စုဆိုတာစာကိုပြောတာနော် ฉันอ่านหนังสือสุรางาสาพัดเดฉันสุรางาปนอ่านสุราพัดเดหนังสือปนสาวเปล่าอ่านงาสาพัดเดสุราดิบเอชิบาเดโอเคเนาะโอเคเดสุรินอกคู่ตัวเมนอกสู่คู่บานอกสู่ก็รอบาเดอ่านัมเบอร์10ปนนัมเบอร์10มาทำงานสุราเลิกเด้ လှုပ်လှုပ်ခြင်းလှုပ်လှုပ်သည့်လှုပ်လှုပ်သောပေါ့နော်ထငါဆိုတာโอเคအဲ့ဒါကိုဘယ်လိုပြောမလဲငါဒီမှာလှုပ်လှုပ်တယ်ဆိုတာကိုပြောမှာကွာငါဒီမှာလှုပ်လှုပ်တယ်ဆိုလို့ရှိရင်ฉันทํางานฉันทํางานဆိုတာငါလှုပ်လှုပ်တယ်ဒီနေ့ဆိုတာဒီမှာငါဒီမှာလှုပ်လှုပ်တယ်ဆိုရဲအဲ့ဒီပဲဖြစ်သွားမယ်เนาะပြန်လိမ့်မယ်ဆိုရင်မြန်မာလိုနဲ့ပြန်လိမ့်မယ်ဆိုရင်ငါဒီမှာလှုပ်လှုပ်တယ်ပေါ့နော်โอเคထိုင်းလုံးတွေကကြတော့ ฉันทำงานที่นี่ฉันสระงาทำงานสระลลูกตาที่นี่สระดีมากงลงปอนไรต่อฉันทำงานที่นี่ฉันทำงานที่นี่สระงาดีมาลลูกแต่สระดีไปผิดป่าเด้โอเคชินลาไม่ดีวเนาะเรื่อยๆไปจนเราเปลี่ยนได้มิวมิวตรงงยาเลยเนาะနမူနာလေးလည်းအများကြီးရှိတယ်အခုတွေ့သုံးတတ်မှုပဲလို့ရတယ်နော် okay ဒီမိကွန်လေးတွေကိုဒီဘောနော်ဒီကရိယာ၁၀ခုကိုကျွန်တော်ဥပမာအနေနဲ့လာပြီးတော့ share ပြပြီးဆိုတော့ညကြရင်ကျွန်တော် messenger ထိုင်းစကားပြောထိုင်းစကားပြော group မှာကျွန်တော်တို့ပြောလေ့ကျင့်ရအောင်လို့နော်အော်တကယ်လို့မသိသေးတဲ့သူတွေရှိလို့ရှိရင်ကျွန်တော်ခုနပြတဲ့ထိုင်းပူပူထိုင်းလန် group မှာလာရောက်ပြီးတော့ဝင်လို့ဝင်အတင်းဝင်ပြီးတော့ဘောနော်ထိုင်းစကားပြောလေးလေ့ကျင့်လို့ရပါတယ်နော်ဖိတ်ခေါ်ပါတယ်ကျွန်တော်စီမှာဝင်ထားတဲ့သူတွေကိုလည်းညကြရင်အပြောလေ့ကျင့်မယ်လို့အတိပေးအပ်ပါတယ်နော် โอเคအားလုံးကျေနပ်မလို့ထင်ပါတယ်။အော် ပြီးတော့နည်းနည်းကူညီတောင်းအောင်မယ်နော်။နည်းနည်းကိုရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်နော်။ဒီ video fan လေးကိုတွေးလို့ရှိရင်တန်တဲ့တငယ်ကြီးနေရဲ့ထိုင်းကိုရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေရောပေါ့နော်။အကုန်လုံးလာပြီးတော့လာရောက်ပြီးတော့လေ့လာလို့ရအောင်။ဝိုင်းပြီးတော့လေးလာလို့ရှိရင်အတူတူလေးလာလို့ရှိရင်ပျော်စရာကြီးဖြစ်မှာเนาะโอเคအားလုံးကျေနပ်မလို့ထင်ပါတယ်အားလုံး thank you ပါဟဲ့